င်္ဂလာပါအမကူတီဗီယိုဖိုင်လေးမှာ hash ချဲ့ခြင်းနဲ့ hash edit အကြောင်းလေးပြပြပြသွားပါမယ် hash ဆိုတာကတနည်းအားဖြင့်စီးရောက်ချဲ့ခြင်းပေါ့နော်အဲစီးရောက်ချဲ့ခြင်းဆိုတော့မတို့စီးရောက်ချဲ့မယ်ဆိုရင်ဘယ်တော့မှမတို့ object လေးရှိမယ် circle ရှိမယ် direct line လေးရှိမယ်ပေါ့နော်အဲဒီကောင်လေးတွေကိုမတို့ကစီးရောက်ချဲ့မယ်အဲတော့ hash ကဲ command h enter ပြီး hash hash အဲ့တော့ h enter နဲ့ရိုက်လိုက်တာနဲ့ဒီအပေါ်ကတူပါးတွေမှာ hash နဲ့ဆိုင်တဲ့ဒီတူကလေးတွေပေါ်လာပါလိမ့်မယ်ဒီမှာ hash creation အောက်ကနေပြီးတော့မှဒီတူလေးပေါ့နော် အဲ့ရနေမှာမတို့ကဒီမှာပုံစံလေးတွေရွေးလိုက်မယ်။ပြီးရင်ကိုချဲ့ခြင်းနဲ့ object ကိုဆလတ်မယ်။အဲ့ဒါဆိုရင်မတို့ဒီကောင်လေးဒီမှာချဲ့လိုက်တာဖြစ်တယ်ပေါ့နော်။ပြီးတော့ဒါမှဆလတ်လိုက်တာပေါ့နော်။အခုဒါဆလတ်ပေါ့ဒီဆလတ်နဲ့လွှတ်လိုက်တာ။တကယ်၍နောက်တစ်ခုနောက်တစ်ခုမတို့ကဒါကရိုးရိုးပုံမှန်ပေါ့နော်။ပုံမှန်ချိန်မှာ hash ရပေါ့ပုံမှန် object ပေါ့နော်ပြောရရင်ရိုးရိုးရှင်းရှင်းရှင်းလင်းနေတဲ့ object တစ်ခုပေါ့အမမမမရ နောက်တစ်ခု object ကစကင်နှစ်ခုဆင့်နေရမျိုးပေါ့နော်ဒီလိုအရာမျိုးဒီလိုအားမျိုးမှာဆိုရင်မတို့ကဒီအပြင်ကိုပဲ share ခြင်းနဲ့ဒီအတွင်းကိုမ share ခြင်းပေါ့ဒီလိုမျိုးပေါ့အားမှာဆိုရင် h enter hash ကိုခေါ်မယ်အဲ့ဒီမှာမတို့က select ကိုသာရွေးပြီးတော့ဒီစကဲလို့ကိုက comment ပေးလိုက်မယ်ဆိုရင်ဒီ AI အကုန်အပြည့်ချေသွားမှာเนาะအဲ့တော့မတို့ select မသုံးအဲ့လိုအချိန်မှာမလုပ်ရလဲဆိုရင် pick point ကိုရွေးရပါတယ် pick point ကနေကိုလိုချင်တဲ့နေရာလေးကို click ပေးရပါတယ် ါမို့အထဲမှာဆိုရင်အထဲမှာပေါ့နော်အပြင်မှာဆိုရဲအပြင်မှာဒါက big point နဲ့ခြေပေးရပါเนาะအဲ့တော့မအားတို့ကအဲ့လိုမဟုတ်ဘဲနဲ့ခုနက second နှလုံးပုံကိုဆင်းပြီးတော့ဆွဲလိုက်မယ်အဲ့တော့မအားတို့ hash h and r ခြေမယ်ပေါ့နော်အဲ့တော့ pick နဲ့မသွားဘူး select နဲ့သွားမယ်ဒီ circle ကိုခြေမယ်လို့ကိုကပြောလိုက်ရင်အကုန်လုံးယူခြုံပြီးတော့သူကခြေသွားတာပါเนาะအဲ့တော့ဒါက pick နဲ့ select ရဲ့ကွာခြားချက်လေးပါအဲ့တော့ h and r အဲတခြားပုံစံလေးချင်းကြည့်မယ်ဒီမှာပက်တန်ပေါ့နော်အခုဒီမှာကအမတို့ကဒီပုံစံဆိုရင်ဒီဝင်နေတဲ့ကောင်လေးပဲရှိအမတို့အဲ့ဒီပုံစံလေးမချေချင်ဘူးတခြားပုံစံချေချင်တယ်ဆိုရင်ပက်တန်ထဲမှာလာရွေပေးပါအဲတော့အမတို့ box ကိုရေးလိုက်တယ်ပြီးရင်ဒီ rectangle လေးကိုဆက်လက်လိုက်မယ်နော်အဲဆိုရင်ဒီဒီပက်တန်လေးတွေဒီမှာချေလိုက်တာပေါ့နော်အဲ့တော့ဒီမှာပက်တန်လေးကနေကြီးနေရဲသူ့ကိုသေးကျင်တယ်ဆိုလို့ရှင်မတို့ဒီမှာ သူ့ရဲ့ scale ကိုလာချိန်ပြီးလို့ရပါတယ် size ကိုအဲ့တော့မတို့တကသေးနေတာဆိုရင်ဒီမှာ1လောက်ထားလိုက်ပါတော့နော် under under ဆိုရင်ဒါလေး size သေးသွားပြီပေါ့အဲ့တော့မတို့ဒီမှာတခုရှိတာကတခုပြောချင်တာကမတို့ဒီမှာ object တွေရှိမယ် object တွေအဲ့ဒီ object တွေကိုမတို့က hatch ချင်မယ် a center နဲ့ hatch ချင်လိုက်မယ်နောက်တခုခုနဲ့ပေါ့ select နဲ့ခြေထားတယ် အဲ့တော့ခြေထားရကနေပြီးတော့အမားတို့ကဟို SK နဲ့မထွက်ဘူးနောက်တစ်ခုထက်ချင်မယ်ဆိုလို့ရှိရင်ထားပါတော့ဒီမှာ box ချင်မယ် sorry ဒါဒီအောင်ထားတာနော်အဲ့တော့နောက်တစ်ခုကိုထက်ထက်ပြီးတော့ SK နဲ့မထွက်ဘဲနဲ့နှိပ်သွားမယ်ဆိုရင်ဒီဝင်ထားတဲ့ပထမ comment ကပဲအကုန်လုံးကိုလိုက်ချင်နေမှဖြစ်တယ်အဲ့တော့မားတို့ကဒီပုံကအဆင်တူဒီယာကြီးပဲဖြစ်ချင်တာမဟုတ်ဒီ pattern နေပဲသုံးချင်မှာဘူးသုံးချင်တာမဟုတ်ဘူးတခြား pattern သုံးချင်တာဆိုလို့ရှိရင်မားတို့အတေကြရင်ဒီပထမတက်ခုကိုချက်ပြီးရာနဲ့ ထမတစ်ခုကိုခြေပြီးရတယ်။မတို့က SK နဲ့တန်းပြန်ပြီးတော့ထွက်ရပါတယ်။ဥပမာတော့ဒီမှာက box ခြေမယ်။ဒီကောင်ကလစ်လိုက်တယ်။ပြီးရင် SK နဲ့ထွက်မယ်။နောက်က H command နဲ့ tag ခေါ်မယ်။ pattern အသေးယူမယ်။ပြီးမှကိုခြေခြင်းနဲ့ select object ကို select မယ်။နောက်ဒီပုံစံလေးရင်းနဲ့မတို့က hash ကိုခြေရပါမယ်။ဒီမှာじゃဒါလေးခြေမယ်ပေါ့။အဲ့တော့ ါကဟက်ချဲခြင်းဖြစ်ပါတယ်အဲ့ဟက်ချဲရမှာလဲမအောင်တစ်ခုပြောစရာရှိတာကဒီဟက်ချဲမဲ့အပိုင်းရဲ့ object တွေကဒီ boundary တွေကအလုံးပိတ်ဖြစ်နေရပါမယ်နော်နောက်တစ်ခုပွင့်နေတဲ့ object တွေကိုဟက်ချဲမယ်ဆိုလို့ရှိရင်ပွင့်နေတဲ့ object အော်မားတို့ဒီမှာနောက်တစ်ခုပွင့်နေတဲ့ object ပေါ့နော်ပွင့်နေတဲ့ object ဆိုတော့မားတို့ဒီမှာ line နဲ့ ဒီပုံလေးဆွဲထားလိုက်ဒါဆိုရင်ဒီဟာကိုဟက်ချခြင်းနဲ့သူ့ကိုဟက်ချဖို့အတွက်ဆိုလို့ရှိရင်မတို့ h and r ပြီးတော့ကိုလိုချင်တဲ့ပုံစံလေးရွေးမယ်ပြီးရင်ဆက်လက်မယ်ဒီမှာတစ်ခုတည်းမရအောင်နော်အဲ့တော့သူကပွင့်နေရဲ့အဲ့တော့မှတစ်ခုလုံးကိုခြုံပြီးတော့ဆက်လက်မယ်သူချဲလို့ရတဲ့အထိရောချဲပြီးသွားရယ်ပေါ့နော်အဲ့တော့ဒါကမတို့ဆက်လက်မှတ်တဲ့အခါမှာဒီ object လေးတစ်ခုကိုပဲသွားပြီးဆက်လက်လိုက်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ object က ။ဒါဆိုရင်ပိုလီဂွန်နဲ့နော်ဆွဲထားတဲ့အာပိုလီဂွန်ရက်တန်ဂယ်နဲ့ဆွဲထားတဲ့ကြောင့်မို့ဒါပိုလီလိုင်းဖြစ်နေ။ပိုလီလိုင်းလိုရာမျိုးမှသာလင်းဒီလိုမျိုးတွေကိုက select ရွေးပြီးလိုက်ရုံနဲ့အဲ့ object တစ်ခုလုံးချေပြီးသွားပါတော့။ခုမှဒီမှာဆိုရင် line နဲ့ဆွဲထားရလဲဖြစ်တယ်။အပွင့်လဲအပွင့်ဖြစ်နေရဆိုရင်ဒီလိုမျိုးလေးထောက်လိုက်ရုံနဲ့အကုန်လုံးကိုချေမသွားဘူး။ဘာဖြစ်လဲဆိုရင်ဒီ select ပြီးရဲ့ line လေးတစ်ချောင်းပါပါပဲ။သွားပြီးရောအရာဖြစ်နေ။အဲ့တော့မှတို့အားလုံးကို select မှတ်ပြီးရတယ်။အော်ဒါကပွင့်နေတဲ့ object ကို hatch နေ ဲ့တော့တစ်ခါချက်ပြီးတိုင်းနဲ့တစ်ခါဘာလို့ရမှာလဲဆိုရင်အဲ skin နဲ့ထွက်ပြီးမယ်ပေါ့နော်နောက်တစ်ခုကအဲ့ hash ချိန်ထားတာတွေကိုမတို့က hash edit လုပ်မယ် hash edit လုပ်မယ်ဆိုလို့ရှိရင်ဒီ2015ဘာရှင်မှာတော့မတို့ကအဲ့ hash ချိန်ထားတဲ့ object ပေါ်ကိုတစ်ချက်ကလစ်လိုက်တာနဲ့အပေါ်ကတူပါက hash နဲ့ပတ်သက်တဲ့တူတွေပြောင်းသွားမှာဖြစ်ပါတယ်တကယ်ရေ2015အဲတကယ်2010ဘာရှင်းနေအဲအနေဘာရှင်းနေမှာဆိုလို့ရှိရင်တော့မအား hash edit လုပ်ချင်တယ်ဆိုရင် h e enter နဲ့ နှိပ်ပြရပါတယ်။ခုမတို့ဒီမှာဒီကောင်ကိုမတို့ကာလာလေးချိန်မယ်ပေါ့နော်။အဲ့တော့ဒီ pattern ရဲ့ဒီ fine layer ကာလာမှာမတို့ဒီမှာအနီရောင်လေးချိန်လိုက်မယ်။ဒါဆိုရင်ဒီအဲဒီ line လေးရဲ့အရာကအနီရောင် ဖြစ်သွားမယ်။နောက်တစ်ခုကကြာဒါကကြာ background color ။ background color ကိုမတို့ဒီမှာဝါရောင်လေးချိန်လိုက်မယ်ဆိုရင်ငယ်ဒီမှာအဝါပေါ်မှာအနီရောင် line လေးတွေဖြစ်သွားရင်နော်။ဒါကိုကဒီမှာ hash edit လုပ်လိုက်တာပါ။အဲ့လိုပဲဒီမှာလည်းအဲ့လိုပဲမတို့ hash edit သွားခြင်းလ okay, ဲဆိုရင် hash ထား object ကို object ပေါ်မှာပေါ့နော်ကလစ်လိုက်မယ်အဲဆိုရင်ဒူပါပြောင်းသွားပြီပြီးတော့ဒီမှာမတို့ angle တွေရှိရဲ့ဒီ angle တွေကိုမတို့ကစောင်းခြင်းတယ်ဒီ data time စောင်းခြင်းကို angle ထည့်ပြီးတော့စောင်းခြင်းတယ်ဆိုရင်45စောင်းမယ် and အဲဆိုရင်မူရင်းရှိနေတာက45ရှိတယ်အဲ့ဒါကိုမတို့က45စောင်းခြင်းတယ်လို့ပြောလိုက်တဲ့အတွက်သူကအတက်ဖြစ်သွားတယ်ဒါဆိုရင်ဒီအတက်ဖြစ်နေတဲ့ကောင်တွေကိုမတို့ angle တစ်ချက်စောင်းကြည့်မယ် ဒီကောင်ပေါ်မှာ sorry အဲဆိုရင် head တစ်ခါခြေပြီးတိုင်း sk နဲ့ထွက်ရမယ်เนาะမဟုတ်ရင် comment တွေကအဲဒီ object နှစ်ခုကပေါင်းသွားမှလိမ့်မယ်ပေါ့เนาะအဲ့တော့ဒီကောင်ကိုမတို့ကခြေချင်တာဆိုရင်ဒီ object ပေါ်မှာ select ဒီမှာဒါက90ဖြစ်နေတယ်အဲ့ဒါမှာအမတို့ angle 30ဆောင်းမယ်လို့ပြောလိုက်တယ်အဲဆိုရင်ဒါလေးက id particle ကနေဒီဘက်ကို30ဆောင်းသွားတာเนาะအဲ့တော့ဒါက head ခြေနေပါဒီမှာကိုက color change နေနေဆိုရင်ဒီမှာ bind layer နဲ့ဒီမှာလာပြီးတော့ pattern မှာ color လေးလာထည့်ပေးပါ ါရတာကဟက်ချခြင်းအကြောင်းပဲဖြစ်ပါတယ်။အလုံးမဲ့ဗီဒီယိုလေးလာကြည့်ထားပါနော်။ဆင်ပြေမယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။